စကိုင်းတိုင်းတစဲမြို့နယ်မြောက်ချမ်းမူမြေကံဘေးမှာရှိတဲ့ကျွေးရတွေကိုစင်းနေလူရဲ့မိရှုနေတဲ့ဆဲအုပ်စုတွေဟာပြီးခဲ့တဲ့ဒီဇင်ဘာ3ရက်နေ့ကမူကရွာကနေတဆင့်ထမ်းမင်ဆဲရွာကိုစင်းနေလူရဲ့ဖို့စစ်ကြောင်းတို့ထွက်လာတဲ့အချိန်တော်လန်ရေးတပ်ဖွဲ့နဲ့ထိတွေ့တိုက်ပွဲဖြစ်ပြီးတော့ရဲကြီးပါကပါရဲဘော်တို့နဲ့မြို့နယ်ပါကပါရဲဘော်တို့ကြာဆုံးခဲ့ရတယ်လို့မြေပြင်တော်လန်ရေးသတင်းမြစ်တွေကပြောပါရယ်ဒေသခံပြည်သူတွေကိုကာကွယ်ပေးရင်နဲ့ကြာဆုံးသွားခဲ့တဲ့ရဲကြီးပါကပါရဲဘော်နဲ့ ညနယ်ဘက်ကဘရဲဘော်နှစ်ဦးတို့ရဲ့ရုပ်အလောင်းတွေကိုတော့ဒီဇင်ဘာ9ရက်မှာတမ်းမင်စိတ်ရွာထဲမှာပဲသွားရောက်ကောက်ယူထားတယ်လို့ဆိုပါတယ်။ရွှေဘိုခရိုင်30မြို့နယ်မြောက်ချမ်းမူးမြေကံဘေးမှာရှိတဲ့ကျေးရွာတွေကိုနိုဝင်ဘာ29ရက်ကနေဒီကနေ့ထိစစ်အုပ်စုတပ်ကစစ်ကြောင်းထူကနေမြေရှင်းလင်းတွေစက်တိုက်လှုပ်ဆောင်နေပြီးတော့နေအိမ်တွေကိုစီးနေလူရဲ့မိရှုံနေရပဲဖြစ်ပါတယ်။ အလားတူပြီးခဲ့တဲ့နိုဝင်ဘာ28ရက်ကမူတန်ရွာပြူစော်တီစကန်သိမ်းပိုက်ခံရပြီးနောက်နိုဝင်ဘာ29ရက်ကစပင်အင်အား150ဝန်းကျင်ခန့်ပါတဲ့ဆိုးဆုနဲ့သင်္ကန်းဝဲဝါသွားလောက်ကံပြူစော်တီအဖွဲ့တွေဟာကမ်ဘလူနယ်ဘက်ကနေမူးမြစ်ကိုကူးပြီးတော့မူတန်ရွာကိုပြန်လည်ဝင်ရောက်လာခဲ့တာဖြစ်သလိုအနေဝင်ကျင်ကကျေးရွာတွေကိုဒီကနေ့အထိဆင်းနေလူရနေရပဲဖြစ်ပါတယ်။အဲ့ဒီပြူစကန်သိမ်းတိုက်ပွဲမှာပေါ်ဦးစစ်ကြောင်းကနေပါဝင်တိုက်ခိုက်ခဲ့တဲ့ရွှေဘိုခေယအမှတ်25တရင်က တာဝန်ထမ်းဆောင်နေတဲ့စီဒီယန်တပ်ဖွဲ့ဝင်တဦးဖြစ်တဲ့ရဲဘော်မိုးလေးခချမ်းမြေမိုးဟာထိခိုက်ဒဏ်ရာရှိခဲ့ရာကြောင့်စေဝါကုသမှုခံယူနေစဉ်ဒီဇင်ဘာ9ရက်မှာပဲကြာဆုံးခဲ့တယ်လို့သူ့ရဲ့မိခင်တယင်ကသတင်းထုတ်ပြန်ပါတယ်။လက်ရှိမှာဆေအိုစုကမူတန်ရွာပြူစောတီစကန်အနီးဝန်ကျင်ကကျွာတွေကိုစစ်ကြောင်းထိုးဆင်းနေလူရဲ့မိရှုဖြစ်စီနေရာကြောင့်တာဂရာတာဂလာထမ်းမေကုံစတဲ့ကျေးရွာ15ရာထမင်းဒေသခံထောင်တဲ့ကြီးဟာ စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရဆဲဖြစ်တယ်လို့စစ်ရှောင်ရေးကူညီနေသူတွေကပြောပါရတယ်။